တမယတော့မာတမယတော့တဲ့ဟာဒီတိုင်းမှာပဲအဲဒါချမ်းတော်ကိုဒီဘက်ယူထားလိုက်တာသက်ကတိုင်ကဥပိလောကမြို့ရဲ့အနီးမာဝန်တော်ကြီးမှာယဟန်900ယဟန်နာတွေကြီးပဲဖြစ်တဲ့ယဟန်900နဲ့အတူမြတ်စွာဘုရားတရင်300ဒါအလုံးသိပြီးသားပါပဲကကန်သက်ကအတိုင်းနဲ့ကောလီယာအတိုင်းတိုင်းတိုင်းဟာရောဤနေမြစ်ကိုမြစ်ရည်ကိုအကြောင်းပြုပြီးတော့ရန်နေဖြစ်ကြ ။မြတ်စွာဘုရားကဇတ်တော်ကြီး၅ခုကိုဟောပြီးတော့သူတို့ရဲ့စစ်ဖြစ်မဲ့ငြိမ်ရင်စစ်ဖြစ်မဲ့အန်တရကနေကာကွယ်ပြီးတော့ငြိမ်းချမ်းရေးရ။ကျေးဇူးပြန်ဇတ်တဲ့အနေနဲ့တစ်ဖက်ကို250 250။သာဂုံမင်းသားတွေကောလိယမင်းသားတွေဟာမြတ်စွာဘုရားနောက်မှာရဟန်းပြုကြတယ်။အဲ့နဲ့900ဖြစ်သွားတာပေါ့။စရံပြုကားစံသူတို့ကိုယ်တိုင်လည်းပဲတရားတရားနဲ့ရံပြုတာမဟုတ်လို့ပြင်းနေကြတယ်။သူတို့ရဲ့အိမ်ကအမျိုးသမီးတွေကလည်းပဲ နီးမျိုးစုံနဲ့ခေါ်ပြီးတော့ပြန်ခေါ်နေကြတယ်အဲ့ဒီကကြသူတို့ပြင်းနာကိုသိတဲ့အခါကျတော့မြတ်စွာဘုရားကခုနလာအံကိုဟိုတကိုးနဲ့ခေါ်သွားသူတို့ကိုတရားမျိုးမျိုးဟောသူတို့ပြောသွားကြတယ်ပေါ့အဲအဲ့ဒါနဲ့တော့ခုနလာအံမှာဟောတဲ့တရားတော်နဲ့ပဲသူတို့တွေကသောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်ပြီးတော့ကပိလဝတ်ပြန်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကအေးသူတို့တွေသောတာပန်ဖြစ်ုံလေးနဲ့မပြီးသေးဘူးဆက်ပြီးတော့ရဟနာဖြစ်ဖို့ရာထိကမ္မထံပေးအောင်မယ်ဆိုသူတို့တွေကမ္မထံပေးတာအဲ့ဒီကကြသူတို့က တတိလေးပြန်ဝင်လာပြီးတော့ဟာငါတို့ရေတော်တာဗန်နဲ့ရက်လို့မဖြစ်ဘူးဆက်တရားထိုင်မယ်ဆိုပြီးတရားထိုင်ကြတာအားလုံးကတရားကြိုးစားပြီးတော့မြတ်စွာဘုရားပေးတဲ့ကမ္မထန်ဒီအတိုင်းပဲတရားလိုက်ထိုင်လိုက်ကြတာယဟနာဖြစ်ကုန်ကြတယ်ပေါ့ယဟနာဖြစ်ပြီးတော့မြတ်စွာဘုရားစီရောက်လာမြတ်စွာဘုရားကလည်းပဲဒီပွဲကတော့တကယ်ယဟန္တာ900နဲ့အဲတကယ်ရှိတန်ငါးပိုင်းဆံရလည်းတကယ်ပါဖက်ဖြစ်တဲ့တန်ငါးတွေနဲ့ရှိနေကြတယ်နတ်တွေဂျမားတွေကလည်းလာကြလိမ့်မယ်ဒါကြောင့်အတော်ထဲမှာမြတ်စွာဘုရားထိုင်ပြီးတော့နတ်တွေဂျမားတွေကလည်းလာကြတယ်ဆိုတဲ့အကြောင်းပေါ့ပါ ရတ္တိသာလောကဓာတုကြီးလောကဓာတ1000ကနတ်တရားလည်းပဲမြတ်စွာဘုရားနဲ့တန်ခါတော်တွေကိုဖူးဖို့ရာဆိုပြီးတော့တော်တော်များများရောက်လာကြတယ်။အဲ့ဒီမှာအဲ့ထဲမှာမပါသေးတဲ့သုဒ္ဓဝါဒနတ်နတ်ဒီမှာဖြစ်ကြတဲ့သုဒ္ဓဝါဒမြမပြီမှာဖြစ်ကြတဲ့မြမကြီး၄ယောက်သူတို့တွေကသမဘတ်ဝန်စားနေကြတာဖြစ်တဲ့အတွက်ကြောင့်အခြေလေးကလည်းနဲ့နောက်ကျသွားတယ်။သူတို့စီမြတ်စီမရောက်သေးဘူး။မရောက်တဲ့အခါကျသူတို့၄ယောက်ကဟာကျန်တဲ့မြမတွေပဲရောက်တာပါလေ။ဟောမြတ်စွာဘုရားစီရောက်နေတဲ့အကြောင်းသိ။သိတဲ့အခါကျတော့ဟာငါတို့တွေ ဒီလောက်မြန်မာတွေနဲ့တည်းအများကြီးကြားထဲမှာဝင်ဖို့ရတော့တော့ခက်တယ်ဒါကြောင့်နေရရဖို့ရအတွက်တယောက်ဂါထာတကားတာဒီရွက်ချက်ရအောင်ဆိုပြီးတော့မြန်မာပြည်မှာပဲဂါထာတွေကိုစီစဉ်ကြတာပေါ့ကိုရွတ်မဲ့ဂါထာလေးတွေကိုစီစဉ်ကြစီစဉ်ကြပြီးတော့ကဘာရဲ့အရှိဆုံးအနောက်ဆုံးတောင်ဆုံးမြောက်ဆုံးအရက်လေးမျက်နာမှာတို့တို့တွေကနေကြတယ်ပေါ့အဲ့ဒီလေးမျက်နာကနေမြတ်စွာဘုရားစီကိုရောက်လာပြီးတော့မြတ်စွာဘုရားစီဂါထာတကားထာစီတကားထာစီနဲ့မြတ်စွာဘုရားကိုရှောက်ဖို့ရတော့လာကြတယ် ။လာတဲ့အခါကျဘလို့လာတယ်လဲထုံးစံအတိုင်းပါပဲနော်။ကွေးတယ်လဲစတဲ့အချိန်စတဲ့လဲကွေးတဲ့အချိန်အဲ့လိုလာလင်းမြန်တဲ့ကာလအတွက်ဆက်ဆက်ကံအတွက်တမင်းနဲ့အတွက်မှာပဲအားလုံးဟာသောတာဝတ္တဘုံကနေပျောက်ပြီးတော့မြတ်စွာဘုရားရှေ့ရောက်မြတ်စွာဘုရားရှေ့ရောက်တဲ့အခါကျတော့ကာထာတကာထာစီရွတ်ကြတယ်။မဟာသမယောဘဝနာသမိန်ဒေဝကာယသမဂတံအာဂဒမအိမန္ဓမ္မသမယံတက္ကိတာယပရာဇိတသံဃံနတ်သားတယောက်ကဒီကာထာရွတ်တယ်ထူးထူးထွေးထွေးတော့မဟုတ်ပါဘူးဘဝနာသမိန်ဟောဒီမဟာအောင်တော်ကြီးတဲ့မှာမဟာသမယောနတ်တိပြမားတွေ အရင်တော့လည်းနည်းနည်းပါးပါးမဟုတ်ဘဲနဲ့အများကြီးလာပြီးတော့စုဝေးတဲ့နတ်တပင်နတ်တေပြမာရရဲ့အစီဝေးကြီးတော့ဖြစ်နေပြီဟေ။ဒေဝကာယသမဂတာနတ်တေပြမာရအကုန်လုံးရောက်လာကြပြီဟေ။အာဂတမအိမန္ဓမ္မသမယငါတို့လည်းပဲဟောဒီတရားအစီတရားပွဲကျင်းပါမယ်ဟောဒီအစီဝေးပွဲကြီးကိုငါတို့တွေလည်းရောက်လာကြတယ်။ဘာအတွက်လဲဆိုတော့ဒက္ခိတာရောက်တာစိတ္တသံဃာယန္တုတွေ ရန်သူတွေအနိုင်မပေးဘဲနဲ့ရန်သူတွေကိုနိုင်တော်မူကြတဲ့တန်ဃာတော်တွေကိုဖူးမြင်ဖို့ရာအတွက်ငါတို့တွေလည်းရောက်လာကြပြီဒီလိုပရမဂါထာကိုမြမကြီးတယောက်ကရွတ်တယ်။နောက်ဒုတိယဂါထာကိုဒုတိယမြမကြီးကရွတ်တယ်တတရဘေကောသမာတဟံတို့အဲ့ဒီစီဝေဘက်မှာရှိနေကြတဲ့ရဟန်းတော်တွေဟာအတ္တနောစိတ်တံသမာတဟံတို့သူတို့ရဲ့စိတ်ကလေးတွေကိုကောင်းကောင်းထားကြတယ်။ပုစုကံကံတို့ဖြောင်းဖြောင်းမှတ်မှတ်ထားကြတယ်။ဒါနဲ့ဒီဝါနိတ္တဏိကေတောဝါယထာတိန်တွေဟာ ဇက်ကျိုးတွေကိုသေချာကန်ပြီးတော့နော်ယထာကိုစောင့်ရှောက်တယ်လို့ပဲအိန္ဒိယနေတဲ့ခန္ဒီပန္နိတာယဟန်ပညာရှိတွေဟာလည်းပဲအိန္ဒိယတွေကိုသေသေချာချာစောင့်ရှောက်လိုက်ကြတာဆိုပြီးတော့ဂုရိယကာထာရွတ်တယ်တန်ဃာတော်ရဲ့ခုံတွေပေါ့တတိယပြမရိယတတိယကာထာရွတ်တယ်စတ္တဝကိလံစတ္တဝပလိကံအိနာကိလံဥေဇာမနေဇာဒေဇန်တိသောတာဝိမနာသက္ကုမတာတုတ္တနာတုတ္တနာကတုတ္တနာကယဟန်ငယ်တွေကဝိဒါကမကြသေးတဲ့အတွက်ကြောင့်ယဟန်ငယ်တွေပေါ့ ။ယဟန်ကလေးဟာတဲ့သုတ်တာစင်ကြယ်လိုက်ကြတာ။ဝိမလာအငြိအကျေကင်းလိုက်ကြတာ။သကုမတာသကုငါးပါးပြည့်စုံတော်မူတဲ့မြတ်စွာဘုရားကိုယ်တိုင်သုတ်တန်တာယဉ်ကျေးအောင်ဆုံးမထမ်းလိုက်ကြတာ။အဲဒီလိုယဟန်တာ900ဟာစစ်တော်ခီလံညောင်တဲ့င်းတွေဆိုတဲ့ရာဂဒေါသမောဟတွေကိုလည်းပဲဖြတ်ပြီးပြီးစစ်တော်ပလိကံတကားကြီးလို့ခေါ်တဲ့ရာဂဒေါသမောဟတွေကိုလည်းဖြတ်ပြီးပြီးခါလိုက်ပါတော့ဒါလည်းဥပမာဥပမာတွေပြောနေကြားနေမှာအိန္ဒခီလံ တကယ်တိုင်းလို့ခေါ်တဲ့ဒါကဒေါသမောဟနေကိုလည်းပဲဖြတ်ပြီးအနေစာတဏမရှိကြတော့ဘူးဒါကြောင့်အဲ့ဒီယဟန်တွေဟာဆိုရန်ဒီအဲ့ဒီလိုတကယ်စင်ကြဲတဲ့စိတ်ထားလေးတွေနဲ့ကိလေသာတွေကိုအကုန်လုံးဖြတ်ပြီးတော့သွားလာလဲ့လဲ့နိုင်ကြပါပြီတဲ့နော်တတိယကာတာရွတ်တာသတ္တုဒ္ဓမြမကြီးရတဲ့သတ္တုဒ္ဓကာတာရွတ်တဲ့ရေကစီဗုဒ္ဓန္တန်ကတာသေးအဲ့ဒီလိုခုံငင်ငါးလေးနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားသရဏံကတာသေးကိုယ်ွယ်ကြမယ်ဆိုရင်နာတေကမိတ်တန်ဒီပါရပုံပဲဖရာကိုကိုရတဲ့သူတွေမှန်သမျှအပေပုံကိုရောက်နိုင်ကြတော့မှာမဟုတ်တော့ဘူးမရောက်တော့ဘူး ။ဘာယမာနုတန်တေဟံလူဘဝနဲ့သေးပြီဆိုရင်ဒေဝကာယပရိဘုဒ္ဒတန်ဒီဖယားတရားတန်ခါကိုယ်ွယ်တဲ့သူတွေမှန်သမျှအကုန်လုံးနတ်ပြည်ကိုပြေးပြီးတော့တော့ဖြစ်ကြလိမ့်တော့မယ်ဆိုပြီးအဲ့လိုကာထာတွေရွတ်ကြတာပေါ့နော်။ဒါတွေအဲ့ဒီကမာသမျှတို့ထဲမှာပါတဲ့ကာထာပေါ့။အဲဟုတ်ပြီ။နောက်တကလိကတို့မြတ်စွာဘုရားရာဇဂျိုမတ္တကောစီလို့ခေါ်တဲ့မိဂရာဝန်တော်မတ္တကောစီလို့ခေါ်တဲ့မိဂရာဝန်တော်မှာတရင်30တကယ်တော့မိဂရာဝန်ကတော့မိဂရာဝန်ပါပဲမိဂရာဝန်ပဲမတ္တကောစီဆိုတဲ့နာမည်ပါထွက်သွားတယ်အားလုံးကြားဖို့ရသားပါပဲနော် အဇာတတမင်းဟာအဇာတတတ္တုဆိုတဲ့အတိုင်းပဲမမွေးခင်ကလေးကအဖေရဲ့ရန်သူဖြစ်ခဲ့တာအာဒီဒီကလေးဟာအသက်ကြီးလာရင်တော့သူ့အဖေဖြစ်တဲ့ဗိမိတာရာကိုတတ်မဲ့ကလေးပဲဆိုပြီးတော့အဲတကယ်ပညာရှင်ပုံနာကြီးတွေက နမိတ်ဖတ်ခဲ့ကြတာအဲ့ဒီခါကျတော့အဲဗိမိတာမင်းကြီးရဲ့မိဖုရားကြီးကဝမ်းထဲမှာရှိတဲ့တားကလေးသေအောင်လို့ဆိုပြီးတော့မိကရောင်ကိုခို့ထွက်သွားသွားပြီးတော့မိကရောင်နဲ့ရောက်တဲ့အခါကျတော့ကုတ်စီသူ့ရဲ့ဘိုက်ကိုမတ်တာတိုက်တာကလေးသေအောင်လို့နော် အကလေးတရားဘိုက်ကိုနှိပ်တဲ့နေရာဖြစ်တဲ့လို့ကြောင့်မတ္တကုတ်စီဆိုတဲ့နာမည်ပါထွက်သွားတယ်ဒါမှမသေးပါဘူးအထားလိုက်ပါတော့ဒါကြောင့်မတ္တကုတ်စီဆိုတဲ့ကတော့မိဂရာအောင်ရဲ့နာမည်ပါပဲမတ္တကုတ်စီလို့ခေါ်တဲ့မိဂရာအောင်တော်တဲ့မှာမြတ်စွာဘုရားသတင်းတုံးတော်မူတဲ့အချိန်ရာဇကျိုးမတ္တကုတ်မိဂရာအောင်တော်နော်တကယ်ဆိုရင်မိဂရာအောင်ကတကယ်တော့ဦးဇင်းတို့အများအားတွေ့တဲ့မိဂရာအောင်ကဘာသာနဲ့တရားမိဂရာအောင်နော်ဟုတ်တယ်မလားအခုကတော့ရာဇဂျိုကမိကတာကိုမိကတာအောင်ဆိုမိကဒါယသာသမင်တွေကိုဘေးမဲ့ပေးတဲ့တော့တော့မှန်တယ်များအခုလုံးမိကတာအောင်ပါပဲနော် အဲဒါသာသမင်တွေကိုဘေးမဲ့ပေါ်ပေးတဲ့တော့ဟာဒါစကြောမှာလည်းပဲရှိတယ်။ဘာကြောင့်မြတ်စွာဘုရားကအဲအမြဲတမ်းမြတ်စွာဘုရားတရင်သုံးတာတော့ဂိစကုတ်တောင်မှာပဲတရင်သုံးနေကြပါပဲ။ဒါပေမဲ့အခုမိဂရာအောင်မတကောစီလို့ခေါ်တဲ့မိဂရာအောင်ဘေးမဲ့တော်ကြီးတဲကိုဘာကြောင့်ရောက်နေတာလဲဆိုတော့မြတ်စွာဘုရားကိုသေချောင်းကြံတာနော်ဒေဝရကမြတ်စွာဘုရားကိုဒေဝရကသေချောင်းကြံတယ်လေသမားတွေနဲ့ပထမဆုံးသေချောင်းကြံတယ်မအောင်မြင်လိုက်ဘူးနော်ဒုတိယကျတော့ ဟောနာနာဂရိစင်ကြီးနဲ့တိုက်တက်ဖို့သေချောင်းပြန်တယ်ဒါပေမဲ့မအောင်မြင်လိုက်ဘူးတတိယကကျတော့အာသူများခိုင်းလို့မအောင်မြင်တာကွာဒီတခါတော့ငါကိုယ်တိုင်ဘုရားကိုတတ်မယ်ဘုရားတတ်ပြီးတော့ဘုရားနေရာငါယူမယ်ဘုရားငါလုပ်မယ်ဆိုပြီးတော့သူကဘုရားတတ်ဖို့ရာအတွက်ဒေသကုတ်တောင်ပေါ်မှာအင်းကြီးတော့ရှိတယ်ကြောက်တုံးကြီးကိုသူကအပေါ်ကနေတွန့်ချတာအဲ့ချိန်မှာမြတ်စွာဘုရားတရင်တုံးတာဂေစကုတ်တော်မှာတရင်တုံးတာနော်ဂေစကုတ်တော်မှာတရင်တုံးနေတဲ့အချိန်မှာမြတ်စွာဘုရားအောက်မှာဇင်းညာရှောင်းနေတဲ့အချိန်ဒေဝရကအပေါ်ကနေအင်းကြီးလောက်ရှိတဲ့ကြောက်တုံးကြီးကို တွန့်ချတာ တဘိုးနဲ့တွန်းတာမဟုတ်ရိုးရိုးတွန်းတာဘာလို့လဲဆိုတော့ဒေဝရတာလည်းပဲတကယ်ဘုံကံကြီးတဲ့ပုဂ္ဂိုလ်ပါရမီပါခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်အင်အားတားကြီးတာတဲ့စင်ပြောင်ငါးစီအာမန်ကြီးတယ်တဲ့နော်အဲဒါကြောင့်သူကလည်းပဲအိမ်ကြီးလောက်ကြီးတဲ့ကြောက်တုံးကြီးကိုသိကြအောင်ဆိုပြီးတော့ဖခင်ကိုဘုရားဘဝနဲ့တွန့်ချတာဒါပေမဲ့မြတ်စွာဘုရားကဘယ်သူရဲ့အဲအပယောဂနဲ့မှသိရမယ့်ကံမပါတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့ထုံးစံကဘယ်သူမှဘယ်သူတတ်တတ်မသိတဲ့အတွက်ကြောင့်အဲအဲ့ဒီကြောက်တုံးကြီးလာတဲ့အခါကျဂျာထဲမှာကြောက်ကြောက်တုံးကြီးကဂျာထဲမှာခံပြီးတော့ အဲအောင်မကြအောင်ထိန်းထားတယ်ဒါပေမဲ့အဲ့ဒီကြောက်တုံးနှစ်တုံးရဲ့ခိခိုင်မှုကြောင့်ကြောက်ပြားကြောက်ပြားလေးကြောက်ပြားချက်လေးတစ်ချက်ကအောက်ကိုကျလာလိုက်တယ်ပေါ့နော်ကျလာကြမြတ်စွာဘုရားကြီးတော်ထိတယ်ထိတဲ့အခါကျတော့မြတ်စွာတော်တော်ပင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 ်ပန်းပန်းပြင်းပြင်းထန်ထန်ခံစားရတယ်အဲ့ဒီကကျတော့ယဟန်သံဃာတွေကမြတ်စွာဘုရားကိုအာဒီမြတ်စွာဘုရားဒီလိုခံစားနေရပြီဆိုပြီးသံဃာတော်တွေကအကုန်လုံးမြတ်စွာဘုရားကိုပြန့်ပြီးတော့ခုနမတ္တကိုစီမိဂရအောင်တော်ကိုခေါ်လာကြတာဒါကြောင့်မြတ်စွာဘုရားမတ္တကိုစီမိဂရအောင်တော်ရောက်နေတယ်လို့ပြောတာနော် အဲ့လိုမနကောစီမိကရာကုန်တော့ဘိမဲ့ရောကြီးရဲ့ရောက်နေတဲ့အချိန်ဒါစကြောကမိကရာကုန်နော်ဘိမဲ့ရောရောက်နေတဲ့အချိန်ဘုကတော်ပါတော်မြတ်စွာဘုရားရဲ့ခြေတော်ဟာတကလိကာယခတော်ဟောဒီတဲ့ကြောက်ချမ်းနဲ့ထိမိထားတာနော်ခုနဒီဝရပြစ်လိုက်တဲ့ကြောက်တုံးနဲ့ကြားကြောက်တုံးနှစ်ခုထိပြီးတော့ကြောက်ချမ်းလေးကမြတ်စွာဘုရားခြေတော်လာထိထားတာထိလိုက်ပြန်ပြန်ကြောက်ချမ်းလေးနဲ့မြတ်စွာဘုရားခြေတော်ကလာထိမိထားတာနော်လာပြီးတော့ထိမိတဲ့အခါကျတော့ဘုဒ္ဓဝေဒနာဘဝတန်ဒီဟာယောဂပြင်းပြင်းထန်ထန်ခံစားရတယ် ဒါဒီရိကဝေဒနာခန္ဓာကိုယ်ကယောဂစိတ်ယောဂစိတ်ခန္ဓာချက်ကတော့မရှိပါဘူးခန္ဓာကိုယ်ကာယကဒုက္ခပဲရှိတာဒုက္ခတော်တော်ဆင်းရဲတယ်တိတ်ပါပြင်းထန်တယ်ခရာကြမ်းတမ်းတဲ့ယောဂဝေဒနာပဲကတုကတကယ်ထက်ထက်တဲ့ဝေဒနာပဲအတာတာတော်တော်ကိုမခံစားခံစားလို့မကောင်းတဲ့ဝေဒနာအမနာပါသဘောမကျစရာဝေဒနာအဲ့လိုပြင်းပြင်းထန်ထန်ဝေဒနာမျက်စွာပြခံစားရတယ်ခံစားရပေမဲ့လည်းမျက်စွာပြကသတ္တောတံပဇံတော်တတိလေးနဲ့ထား ပညာလေးတွေနဲ့စင်ကြင်ပြီးတော့တခြားဘက်ကိုအာဝေဒနာကိုဝေခံပနာခွာပြီးတော့တခြားဘက်ကိုတရားနဲ့အာယုံပြီးပြီးတော့နေလိုက်တဲ့အခါကျတော့အဝိဟညာမှာတော့မြတ်စွာဘုရားမှာမပင်မှန်းဘူးကိုတဲ့မပင်မှန်းမဲ့နဲ့ပဲဒီဝါတိတိခံတော်မူနိုင်တယ်။ဒါအဲ့ဒီချိန်မှာဖြစ်တဲ့သမိုင်းကြောင်းလေးပေါ့ခွာ။တတိတံပဇဉ်ညာနဲ့နေလိုက်တဲ့အခါကျတော့ဘုရားမှာမပင်မပန်းလေးနဲ့ပဲတိခံနိုင်တယ်။ဒါကြောင့်လဲဆိုတော့တတော်တံပဇာတော်ကြောင့်ပေါ့။အဲ့ဒီချိန်မှာမြတ်စွာဘုရားကနှစ်ထပ်သင်္ကန်းကြီးကို၄កောက်ခောက်ခိုင်းပြီးတော့အဲ့ဒီနှစ်ထပ်သင်္ကန်းကြီးပေါ်မှာ လက်ရည်နန်းဆောင်စောင်းပြီးတော့ချင်းသိမ်းမင်းရဲ့အိတ်ချင်းလိုပဲအိတ်တယ်။ခြေတော်ညာညာဘက်ခြေတော်ပုံမှာဘယ်ဘက်ခြေတော်လေးအစွန်းနန်းနန်းလေးအစွန်းထားပြီးတော့တတိတံပဇညာလည်းပဲအိတ်တယ်ပေါ့။အဲလိုလှည့်နေတဲ့အချိန်နတ်သားတွေကရောက်လာကြတယ်။ဒါလေးတွေကဒါသမိုင်းရောင်လေးတွေပဲ။မြတ်စွာဘုရားအဲလိုယောဂဝိညာဉ်တွေခန်းစားပြီးတော့မြတ်စွာဘုရားကတတိတံပဇညာနဲ့ ။မပင်မပန်းပဲနဲ့တရားလေးနဲ့ရှုမှတ်ပြီးတော့နေနိုင်တာကိုကြည့်ပြီးတော့နတ်သားနတ်သမီးတွေကလာပြီးတော့ရှောက်ကြတယ်။ပထမဆုံးရှောက်တာကတတ္တတတ္တတတ္တနမကာယိကာဒေဝတာယောတတ္တနမကာယိကာနတ်နတ်သားနတ်သမီးနတ်သား900ညာပိုင်းမှာမြတ်စွာဘုရားစီချင်းကပ်ပြီးတော့မြတ်စွာဘုရားရှိခိုးပြီးတော့မြတ်စွာဘုရားကိုဒီလိုဥဒန်းကျူးပြီးတော့ရှောက်တယ်ဥဒါနာဥဒါနေသည်ဥဒန်းကျူးတယ်အံ့ဩသွားတာမြတ်စွာဘုရားကိုဟာမြတ်စွာဘုရားလူနာလာမေးတာပေါ့လူနာလာမေးတဲ့အခါကျတော့စိတ်မကောင်းတဲ့စိတ်မဖြစ်ဘဲနဲ့မြတ်စွာဘုရားကြည့်ပြီးတော့ ။ဟောကြည်နူးတဲ့စိတ်တွေပါဖြစ်တာဖြစ်တာပြီးတော့ဥဒန်းကျူးတာ။နာဂောဝတ္တဘောသမနောဂောရမောယံဂောရမကြီးကစင်မြောင်ကြီးနဲ့တူလိုက်တာ။နာဂဝတ္တပတိသမသမပန္နာသမုပ္ပန္နာစင်မြောင်ကြီးနဲ့တူတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ဟာပြင်းပြင်းထန်ထန်အဲခံစားနေရပေမဲ့လည်းပဲတတိလည်းလက်မလွတ်ဘူးအသိဉာဏ်ပညာလည်းပဲလက်မလွတ်ပဲနဲ့မပင်မပန်းနဲ့သိခံတော်မူနိုင်ပါပေတယ်စင်မြောင်ကြီးနဲ့တူလိုက်တာနော် ။နောက်ဒုတိယနတ်သားတယောက်ကလည်းပဲမြတ်စွာဘုရားနာလာပြီးတော့ဥဒံကျူပြန်ရောသီဟောဝတ္တဘောဓမနောကရမော။ဩယံကရမကြီးကချင်းသိမင်းနဲ့ဒူလိုက်တာ။ချင်းသိမင်းနဲ့ဒူတဲ့အတွက်ကြောင့်အဲဝေဒနာတလောက်ကြီးကြီးပြင်းပြင်းထန်ထန်ခံစားနေရပေမဲ့လည်းပဲသတိတံသတိပညာတွေနဲ့ပဲမပင်မပန်သိခံနိုင်ပါပေတယ်။နောက်တတိယဗြဟ္မာတယနတ်သားတယောက်ကလည်းပဲဒီလိုပဲဥဒံကျူပြီးတော့မြတ်စွာဘုရားရှောက်တယ်။အာဇာနီယောဝဒသမနောကရမောယံကောရမဟာအာဇာနီဖြစ်လို့သားလျင်ဒီလိုဝေဒနာတွေကိုသိခံနိုင်တာအာဇာနီဖြစ်လို့သားလျင်မပင်မပန်းနဲ့တတိတံတတိပညာနဲ့နေနိုင်တာ နောက်ကြတော့သဒ္ဒုဋ္ဌနတ်ကလည်းပဲမြတ်စွာဘုရားကိုဥဒန်းကျူပြီးတော့ရှောက်တယ်မြတ်စွာဘုရားနိတဘာတဲ့နိတဘာဆိုတဲ့နွားလာကြီးနဲ့သူလိုက်တာနိတဘာဆိုတာအမြင့်ဆုံးနွားလာတဲ့အာအကောင်းဆုံးနွားတဲ့နော်အာအကောင်းဆုံးနွားနဲ့သူလိုက်တာအာအကောင်းတဲ့နွားနဲ့သူတဲ့အတွက်ကြောင့်ဒီလိုဒုက္ခတွေပြင်းပြင်းထန်ထန်ခံစားနေရပေမဲ့လည်းပဲသိခံပြီးတော့နေနိုင်တာနောက်မြန်မာနတ်သားတယောက်ကလည်းရှောက်ပြန်ရောဥဒန်းကျူပြီးတော့ရှောက်တယ်ဒေါ်ရရှောဝတ္တဘောသမနောကောရမောယံကောရမဟာဝန်ဆောင်နွားလာကြီးနဲ့သူလိုက်တာနော် နောက်နှစ်သားတယောက်ကလည်းပါလဲဆိုတော့ဒန်တော်ဝတ္တာမြတ်စွာဘုရားကစိတ်တက်စိတ်တွေကိုအကုန်လုံးယဉ်ကျေးအောင်ဆုံးမပြီးတဲ့ပုံကိုကြီးပဲစိတ်ကိုဆုံးမပြီးတဲ့အတွက်ကြောင့်ယောဂဝိညာဉ်တွေလောက်ခံစားရပေမဲ့လည်းပဲမြတ်စွာဘုရားခွန်ပြုခွန်လွနိုင်တာဒီနေရာလေးမှာခဏရက်လိုက်အောင်နော်ဒါသူတို့ကတကယ်ကြီးကျယ်မြင့်မြတ်တဲ့တိရစ္ဆာန်တွေနဲ့ဥပမာပေးပြီးတော့မြတ်စွာဘုရားနိုင်တာဒီလိုယောဂဝိညာဉ်တွေတတိပညာတွေမလွတ်ဘဲနဲ့သိခံနိုင်တယ်ဆိုတာနာကတဲ့စင်မြောင်ကြီးနဲ့တူလို့စင်မြောင်ကြီးဟာအင်အားရှိတယ်လို့ပဲ မြတ်စွာဘုရားကအင်အားရှိလို့ဒီလိုသိခံနိုင်တာဒါကအင်အားကိုကိုးစားပြုတာနော်စင်ပြောင်းရေးဆိုတာနောက်ခြင်းသိခြင်းသိဟာကြောက်ရွံ့မှုဘယ်တော့မှမရှိဘူးကြောက်ရွံ့မှုမရှိတဲ့ခြင်းသိကကြောက်ရွံ့မှုမရှိတဲ့လို့ပဲမြတ်စွာဘုရားကလည်းဘေးအိုက်ဘေးရန်အန္တရာယ်တွေကိုဘယ်တော့မှကြောက်ရွံ့မှုတွေမရှိလို့ဒီလိုသိခံနိုင်တာဒီလိုပြောတာအာဇာနီဖြစ်တဲ့မြင်းတွေအာဇာနီဖြစ်တဲ့နှွားတွေအာဇာနီဖြစ်တဲ့စင်တွေ မြတ်စွာဘုရားနဲ့တူပြန်ရောဘာကြောင့်လဲအာဇာနည်တွေဆိုတာကအကျိုးအကြောင်းတွေကိုသိသိကြကြသိတယ်နော်အကျိုးအကြောင်းတွေကိုသိသိကြကြသိတယ်ဘယ်ချိန်မှာဘာလုပ်ရမယ်ဆိုတဲ့အကျိုးအကြောင်းတွေကိုသိသိကြကြသိတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကဒီဝေဒနာဖြစ်တဲ့ချိန်မှာဒီလိုတရားတွေရှုမှတ်ရမယ်ဆိုပြီးသိတော်မူတဲ့အတွက်ကြောင့်အာဇာနည်နဲ့တူလိုက်တာဒီလိုချီးမွမ်းတာနော်နိတပအင်းအားကောင်းတဲ့နွားအင်းအားကောင်းတဲ့နွားတွေလိုပဲနွားတွေဟာတကယ်အဲသူတို့အိန္ဒိယမှာတော့တကယ်ဖျားနေရပဲယူကြတာကိုအဲဒါကြောင့်နွားနဲ့ဥမာပေးတာလည်းတကယ်ခုံတင်လိုက်တာပါပဲ အင်းအားကောင်းတဲ့နွားလိုပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလည်းပဲအင်းအားကောင်းတော်မူလိုက်တာဒါကြောင့်ဒီလိုဝိညာဉ်တွေကိုခံစားနိုင်တာပေါ့ဒီဒီလိုခံနိုင်ရှိတာပေါ့နောက်ဒေါ်ရက်ရောဝန်ဆောင်တဲ့နွားတွေနဲ့တူတယ်ဒါဒီအတူတူပါပဲတန်တော်စိတ်ဓာတ်တွေရင်ကျေတယ်အဲ့ဒီလိုဥပမာတွေနဲ့အာဥဒန်းကျူးကြတယ်နောက်ဆုံးပြန်နတ်သားနတ်သားတယောက်ကလည်းပဲဥဒန်းကျူးတယ်ပတ္တသမတိသုတံသူဘာဝိတံဟောဒါကြောင့်ကြာအသေးစိတ်သွားပြီသမာဓိသုဘာဝိတံမြတ်စွာဘုရားကအရဟတဘောသမာဓိနော် ယံအရတ်တဘောသမာတိနဲ့ကောင်းကောင်းပွားများထားတာကိုကြည်ကြစမ်းပါကွာအဩစရာကောင်းလိုက်တာစိတ်တင်စားသူပါဝိတံစိတ်ကိုလည်းပဲသေသေးချာချာသူဝိမုတ်တံကိလေသာတွေကလွတ်မြောက်လိုက်တာကြည်လိုက်ကြစမ်းပါ နာဘိနတံအာယုံဘက်ကိုလည်းပဲညွတ်တာမရှိဘူးနာအပနတံလောဘနဲ့အာယုံဘက်ကိုလည်းပဲညွတ်တာမရှိဘူးဒေါသနဲ့အာယုံကနေခွာသွားတာဆိုတာလည်းပဲမရှိဘူးနာသသတ္တင်္ဂါရနိခိယဝရိတကတံလောကီတမာတိတွေလိုပဲ လောကီသမားတွေကတော့တသင်္ခါရတကုတကမယောဂာတွေစပြီးတော့နေကရှနေဝရဏတွေကိုနှိမ်ဝါရိတအဲဒီနေဝရဏတွေနှိမ်ပြီးမှာတဲ့ဘာဖြစ်လဲဆိုတော့သူတို့အကျန်တဲ့စိတ်ဓာတ်တွေမကောင်းတဲ့စိတ်ဓာတ်တွေကိုတားရတဲ့အဆင့်ပဲမြတ်စွာဘုရားရဲ့လောကုတ္တရာသမာဓိကြတော့သတင်္ဂလာနေကရှဝါလိတကတာမဟုတ်ဘူးတကုတကအာယုံစပ်ပြီးတော့နှိပ်ွက်စရာမလိုဘူးကင်းအောင်လုပ်စရာမလိုဘူးအာရတ္တဖို့နဲ့လုကင်းဖို့ရအတွက်ကြက်ကနေတက်ပြီးတော့လုံနိုင်တယ်မြတ်စွာဘုရားပါလားကြည်ကြစမ်းပါယောဧဝရူပံပရိသနာဂံ ်ပရိသတိဟာပရိသဇာနိယဟာလူကနေကုန်းချုပ်တဲ့ကကြာအကုန်လုံးပါတာနော်အာတကယ်စင်မြောင်းကြီးနဲ့သူတဲ့ပုဂ္ဂိုလ်ကြီးပဲဟာရှင်သေးကြီးနဲ့သူတဲ့ပုဂ္ဂိုလ်ကြီးပဲဟာအာဇာနီနဲ့သူတဲ့ပုဂ္ဂိုလ်ကြီးပဲဟာအဲနေတဗမြန်နွားတွေနဲ့သူတဲ့ပုဂ္ဂိုလ်ကြီးပဲဟာဝန်ဆောင်နွားလာကြီးတွေနဲ့သူတဲ့ပုဂ္ဂိုလ်ကြီးပဲဟာအာယဉ်ကျေးတဲ့ပုဂ္ဂိုလ်ကြီးပဲကိမညာတရာအတ္တတနာ တကယ်လို့မမြင်တဲ့ပုံကိုတွေကသာလင်ကြောသွားကြမှာတကယ်အသိဉာဏ်မရှိတဲ့လူတွေသာလင်မြတ်စွာဘုရားကိုမမြင်ဉာဏ်ဆောင်ပြီးတော့ကြောသွားကြမှာငါတို့လူတွေကတော့မြတ်စွာဘုရားကိုကြောသွားစရာအကြောင်းကိုမရှိဘူး။အိုးမြတ်စွာဘုရားကတကယ်ဂုံနေနဲ့ပြည့်စုံလိုက်တာဒီလိုရှောက်တာရှောက်တယ်ရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကဒီကာထာတွေရွတ်လိုက်တယ်ဗော။ပင်စဝေဒာတတံတမံတပတ်တိပြမနာစရံနော်။ရှင်းနဂါထာကဘာလဲဆိုတော့ပုံနာတယ် အဲဒီလိုလူတယောက်စိတ်ဓာတ်စိတ်ဓာတ်လေးတွေငြိမ်းချမ်းဖို့ရာအတွက်လူတယောက်စိတ်ဓာတ်လေးတွေယဉ်ကျေးသွားဖို့ရာအတွက်အချင်းအကြာကြီးတချို့ကယူပြီးတော့ကျင့်ကြပါတယ်ဒါပေမဲ့အကျင့်မားတဲ့အခါကျတော့အဲ့ဒီအကျင့်မားတဲ့လူတွေရဲ့စိတ်ဓာတ်တွေကမငြိမ်းချမ်းငြိမ်းချမ်းမသွားဘူးအေးချမ်းမသွားဘူးဘလို့လူတွေလည်းကြည်လာဗျမနာပုံနာတွေအခေကတော့ပုံနာတွေကတော့ရှေ့တန်းရောက်ကြတာပေါ့ပုံနာတွေဟာတဲ့တတန်တမန်တို့ရဲ့အသက် အနှစ်တရာကာလပတ်လုံးပင်စဝေတာဗေဒင်သုံးပုံတွေကိုရွတ်ကြတယ် ဘေဒင်၅ပုံနော်ဣတိဟာတပင်စမနာဣတိဟာတအပါဝံဘေဒင်၅ပုံတကယ်တော့ဘေဒင်၃ပုံရှိတယ်ဣရုယေစုတာမနောက်ကြတော့အာထပနနဲ့ဣတိဟာတကပေါင်းလိုက်တဲ့အခါကျတော့ဘေဒင်၅ပုံကိုလည်းပဲအမြဲတမ်းယွတ်နေကြတယ်ဒါနဲ့ပဲဝိလိတာညှိမယ်ဒါတွေနဲ့ပဲယဉ်ကျေးသွားမယ်ဒါတွေနဲ့ပဲလွတ်မြောက်သွားမယ်လို့ထင်ပြီးတော့ဘေဒင်တွေကိုအမြဲတမ်းယွတ်နေကြတယ်တပတ်ဒီပုံနာတွေကျင့်သင်ကြတဲ့အကျင့်တွေကိုလည်းပဲပြင်းပြင်းထန်ထန်ဖြစ်ကျင့်ကြတယ်အနှစ်တရာလုံးလုံးဖြစ်ကျင့်ကြတာတဲ့ ဒါပေမဲ့အဲ့လောက်ကြီးကျင့်နေပေမဲ့လည်းစိတ်တန်နေတန်နတ္တမဝိမုဒ္ဒံတို့ရဲ့စိတ်ကလေးတွေဟာတဲ့ကိလေသာတွေကလွတ်မသွားပါဘူးကိလေသာတွေကလွတ်မြောက်မသွားဘူးကိလေသာတွေရဲ့အဖန်စာခံရရတော့မှာပဲတဲ့ဒီနတ္ထရူပံတို့ရဲ့သဘောတရားကယုံနိုင်တဲ့အဆင့်နိုင်ရတဲ့အဆင့်နေနဲ့ပဲတို့သွားနေကြတယ်နပါရံကမာတိတို့တွေကနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုရောက်အောင်မသွားနိုင်ရပါဘူးအနှစ်တရားလုံးလုံးနော်ဘယ်တင်နေရွတ်မဲပုံနာကျင်နေကျင့်မဲ ဒီလိုလောက်ပေမဲ့လည်းပဲတို့တွေကနိဗ္ဗာန်မရောက်ဖဲနဲ့ကိလေသာမကုံတော့ကြနိဗ္ဗာန်မရောက်ဘူးနိဗ္ဗာန်မရောက်တဲ့အခါကျတော့နေကြတဲ့အဆင့်တွေပဲအချိန်ကုန်သွားကြပါလေနောက်တစ်ခုပုံနာရီဆိုတာဟာတဏှာတိပန္နာတဏှာရီရဲ့အလွန်မှုခံနေကြရတယ်ဝတ္တသီလဗဒ္ဒာဝတ္တဆိုတဲ့အကျင့်နေသီလဆိုတဲ့အလေ့အထတွေဘယ်သူတွေရဲ့အကျင့်ဘယ်သူတွေရဲ့အလေ့အထလဲဆိုတော့စိတ်တွေခွေးတွေရဲ့အလေ့စိတ်တွေခွေးတွေရဲ့အကျင့် စိတ်တွေခွေးတွေဟာအေးချမ်းလိုက်တာငါတို့လူတွေကဒါပူလောင်တယ်လို့ထင်ပြီးတော့စိတ်တွေခွေးတွေရဲ့အကျင့်အတိုင်းပဲလိုက်ကျင်တာစိတ်တွေခွေးတွေရဲ့အလေးထားအတိုင်းပဲလိုက်ပြီးတော့လုပ်တာပေါ့နော်အဝတ်တွေမဝတ်ဘူးမတ်တက်ရပြီးတော့သေးပေါက်တယ်စားတယ်အကျင့်တွေအလေးတွေကိုပဲအမြဲတမ်းကျင့်နေကြတယ်လူခန္ဓာပန်တကယ်ခေါင်းပါတဲ့အကျင့်တွေကိုပဲကျင့်နေကြတယ်ဝတ္တတန်အနှစ်တရားကျင့်မိမှလည်းပဲသူတို့စိတ်တွေကကိလေသာတွေကလွတ်မြောက်မသွားတဲ့အတွက်ကြောင့်နိဗ္ဗာန်မရောက်ခဲနဲ့နှိမ့်ကြတဲ့အစဉ်အခြေအနေနဲ့ပဲသူတို့ကအဆုံးသတ်ကြရတယ်ဒါကပုံနာတွေရဲ့ကျင့်စဉ်တွေကိုမြတ်စွာဘုရားကပြောပြတာနောက် သာသနာရဲ့ကျင့်စဉ်တွေကြတော့အဲ့လိုမဟုတ်ဘူးတဲ့အကျင့်စဉ်မှန်တဲ့အတွက်ကြောင့်တဲ့မာနမာနကာမတာဓမောဣဒတိနော်မာနတရားတွေနောက်မလိုက်တဲ့အခါကျတော့ယဉ်ကျေးသွားကြတယ်နမောနမတ်တိအတ္တမဣဒတနော်ဒါတွေကိုနားလဲတာပေါ့ကွာနော်မာနအနောက်လိုက်နေမယ်ဆိုရင်တော့ယဉ်ကျေးတယ်ဆိုတာမဖြစ်နိုင်တော့မဖြစ်ဘူးအတ္တမဣဒတသမာတိမကောင်းရင်တော့နမောနမတ်တိအသိဉာဏ်ဆိုတာပုံမလာနိုင်ဘူးဧကောအရိညေဝရံတော်ပမတ်တော်ဒီလိုမာနတွေ ။ဒီတမာတိမရှိတာတွေကိုအနိုင်မယူနိုင်ဘူး။မာနကင်းအောင်လည်းမလုပ်နိုင်ဘူး။တမာတိမရှိအောင်လည်းမလုပ်နိုင်ဘူး။ပို့ပေါ်ပို့ပေါ်စစပဲတော့တဲ့မှာနေတဲ့လူတယောက်ကတော့တကယ်နိဗ္ဗာန်ဆိုတာမရောက်နိုင်ပါဘူးတဲ့။ဒါကြောင့်မာနံပါယဟောရိတာနာမှာရှိတဲ့မြတ်စွာဘုရားတို့လိုယဟန်ယန်းတော်တွေလိုပုဂ္ဂိုလ်တွေကတော့မာနကိုပယ်နိုင်အောင်ကြိုးစားကြတယ်။သူတမာရီတတော်တမာတိကိုကောင်းကောင်းရှိအောင်ကြိုးစားကြတယ်သူစေတော်စိတ်ဓာတ်လေးကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားကြတယ်တပ္ပတိဝိမုတ်တော်နော် တဏှာတွေကိုလည်းပဲဘယ်နေရာမှာဆိုလွတ်မြောက်အောင်ကြိုးစားကြတယ်။အဲ့လိုသတိကောင်းကောင်းလေးနဲ့တော့တဲ့မှာသေသေးချာချာကြိုးစားကြတဲ့အတွက်ကြောင့်နိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုရောက်သွားနိုင်ကြတာပါမြတ်စွာဘုရားကပြောတာဒီတော့ကတော့ဒါသမိုင်းကိုတော်တော်ပြောတာပေါ့နော်မြတ်စွာဘုရားအဲလောဟိတောပါရကကံကိုဒေဝရကကျူးလွန်ပြီးတော့ကြောက်တုံးကြီးနဲ့အဲကြောက်မောင်းဆင်ပြီးတော့ဖြုတ်ချတဲ့အချိန်တုန်းကနတ်သားတွေကဒီလိုဟိုမြတ်စွာဘုရားကြည့်ပြီးတော့ဗုဒ္ဓတာပွားကြတယ်မြတ်စွာဘုရားကအဲ့ဒီအချိန်မှာ ရှင်းစင်နဲ့ပတ်သက်ပြီးတော့နှစ်ခုရှင်းပြီးတော့ဟောခဲ့တယ်ဆိုတာဒါသမိုင်းလေးကျန်သွားတာပေါ့နော်အဲတော့